သာပါတယ်ဆရာဆရာမကြီးတွေရန်နေသာပါတယ်နော်ဟိုအခုတော့ပင်စင်သာပေါ့ပင်စင်သာပါပင်စင်သာနေရောက်ပေါင်းပင်စင်နှစ်သိန်း2000ရအောင်နေရောက်ပေါင်းပင်စင်လစာနှစ်ပေ6ပြားနဲ့ယတ္တိယခက်ခဲနေတဲ့ကျောင်းဆရာဆရာမနှစ်ဦးပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မာတာဗန်စတာဖန်နီဘေးမှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ပြောလို့မောင်ပါနိုင်တရားစနစ်ရက်ွက်မှာရှိပါတယ်အဲ့တော့အသက်ကြီးလာပြီဆိုတော့ဆရာကြီးတွေဆရာမကြီးတွေ ပင်စင်လာတာလေးနဲ့ရက်တီးရတာခက်ခဲမှာပေါ့အနန္တောအနန္တငါးပါးထဲမှာဖះနဲ့သခိုင်းတွေထားရတဲ့အထင်ဆရာဆရာမတွေလည်းအပါဝင်ပါကျောင်းဆရာဆရာမတွေဆိုတာကကိုကျိုးစီဘွားထက် ကိုယ့်ရဲ့တပည့်လေးတွေလူတော်လူကောင်းတွေဖြစ်ဖို့နဲ့ပညာတကြီးတွေဖြစ်ဖို့စေတနာထားကပြုစုပြိုးထောင်ပေးကြတာပါတချိန်ချိန်မှာသူတို့ရဲ့တပည့်လေးတွေကပညာတကြီးတွေဖြစ်ပြီးပြည်သူတွေကိုပြည့်လဲအကျိုးပြုတဲ့လူတော်လူကောင်းတွေဖြစ်တာမြင်ရတော့ ဆရာဆရာမတို့ခင်ဗျာပီတိကိုသာစားရတဲ့ဘောပါဒါပေမဲ့လည်းအသက်အရွယ်ကြီးလာလို့ပင်စင်ယူတဲ့အခါဆရာဆရာမတို့နဲ့တခြားသော နေရာတွေမှာတာဝန်ထမ်းဆောင်နေကြတဲ့ပြည်သူအကျိုးပြုသူတွေကိုလုံလောက်တဲ့ပင်စင်လစာတော့ပေးသင့်ပါတယ်ပင်စင်လစာမလောက်ငှတာကြောင့်စာဝန်တွေရဲ့အခက်အခဲဖြစ်နေကြတဲ့ကျောင်းဆရာဆရာမတွေအထက်ဆရာကြီးဦးထေအောင်တို့ဇနီးမောင်နှံနဲ့အပါဝင်ပါ ဆရာကြီးရဲ့နာမည်ကဥထေးအောင်လို့ခေါ်ကဆရာမကြီးကတော့ဒေါ်နေကြီးပါအသက်ကတော့နှစ်ယောက်စလုံး80ကျော်ဆစ်ဆယ်နာနေနေပါပြီလက်ရှိမှာတော့ဆရာကြီးကမျက်လုံးမကောင်းသလိုဆရာမကြီးကလည်းနားမကောင်းပါဘူးဒါကြောင့်နှစ်ယောက်လုံးပေါင်းမှ ပြေစုံတဲ့ဘဝကိုရောက်ရှိလို့နေပါတယ်ပင်စင်လဆာကနှစ်ယောက်ပေါင်းမှနှစ်သိန်းနှစ်တောင်းပဲရပါတယ်ဒါတော့တယောက်ကိုလဆာ3000စီတိုးထားတာပါအိမ်လာကကလည်း တလောက်ကိုတသိန်း3000ပေးရပါတယ်။အိမ်ပိုင်စင်အနေနဲ့ဆရာကြီးတို့ကအသက်ရွယ်လေးကြီးလာပြီးကျမ်းမာရေးကလည်းမကောင်းတာကြောင့်အိမ်လာကကို2000ဆော့ပေးထားပါတယ်။အရင်ကတော့ဆရာကြီးဦးထေးအောင်က အာရကတဲတောင်ဥက္ကလာမှာ1980ခုနှစ်ကနေပြီး1989ခုနှစ်အထိတာဝန်ထမ်းဆောင်ပြီးတော့အာရကတုံမြောက်ဥက္ကလာမှာလည်း9ရက်နဲ့10ရက်ကိုပညာသင်ကြားပေးခဲ့ပါတယ်ပြီးတော့ ဆီယာမကြီးဒေါ်နင်းကြီးကလည်းအရကနဲ့အင်းစိန်မှာ2000ခုနှစ်အထိကျောင်းသူကျောင်းသားတွေကိုပညာသင်ကြားပေးခဲ့တာပါလက်ရှိမှာတော့ရတဲ့ပင်စင်လားစာနဲ့အိမ်လာကကပဲတဝက်လောက်ကုန်နေပါပြီ09 42024202696969ကျောထောင်နောက်ကတာသမီတွေကလည်းမရှိ ကျမ်းမကြီးကလည်းရှိသေးတော့ဆရာကြီးနဲ့ဆရာမကြီးမှာတော့တော်တော်လေးကိုကတ်ခဲနေရပါတယ် ဒါကြောင့်ရန်ကင်းဆွေရင်သာအเจ้าမှာဒုံလပတ်ဝတ်နေတဲ့ဦးစင်းတပါကလိုတဲ့နေရာမှာလူဖို့အတွက်ရရှိထားတဲ့အလူငွေတွေကိုဆရာဆရာမကြီးတန်းတွားရောက်လူတန်းရင်းနဲ့ဆရာကြီးနဲ့ဆရာမကြီးရဲ့တပည့်တွေလည်းလူတန်းနိုင်အောင်လို့ဗီဒီယိုကိုမျှဝေခဲ့တာပါ။ဒါကြောင့်ဒီဗီဒီယိုကိုကြည့်ဆုနေကြတဲ့ပရိသတ်တွေထဲမှာဆရာကြီးတို့ရဲ့တပည့်လေးတွေများပါရင်ကုညီထောက်ပံ့ပေးကြဖို့နဲ့တခြားသူတွေလည်းဒီဗီဒီယိုကိုမြင်တွေ့နိုင်ပြီး ကူညီနိုင်အောင်လို့ဆက်ပေးကြပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်စုပေးကြတဲ့အတွက်ကျေးဇူးပါခင်ဗျာ